အကွာပဲလေကွာတန်တော့ရဲ့ကွာအဲ့တလျှောက်လုံးကတော့မြန်မြန်ဆိုင်ဆိုင်နေတက်မတော်ကပိုက်ဝဲနေနိုင်ကိနေတာစားတွေတွေ့ရတယ်ယူတလျှောက်လုံးကတော့တက်မတော်အတာသေးရနေတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက်ရန်ရှယ်လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါအောင်နော်မင်္ဂလာပါဗျာအားလုံးကြမ်းပါပါသည်ချမ်းသာပါသည်ပိုင်ရင်ကိုမျက်နှာမြင်ပိုင်ကိုတကြောင်လို့အားလုံးကြောစင်ကြပါသည်ဗျာဒီနေ့က9ရက်6လ2025ပေါ့နော် အဲဒီနေ့ရခိုင်ဘက်ကိုပြောမယ်ဆိုလို့ရှိရင်ရခိုင်ဘက်ကကျွန်တော်တို့ဟိုကြောက်ဖြူဘက်မှာဆိုလို့ရှိရင်အဲအခုကျွန်တော်တို့ပွဲကနေတဲ့နေရာမှာအခုဆိုလို့ရှိရင်ပွဲကနေကြတယ်ပေါ့လေပွဲကနေတဲ့နေရာမှာကျွန်တော်တို့စစ်ကြောင်းတွေကတပ်မတော်ဘက်ကထိုးစတင်ထိုးနေတဲ့စစ်ကြောင်းတွေဖြစ်သွားတယ်ခံစိတ်မဟုတ်တော့ပါဘူးဗျာထိုးစိတ်ဖြစ်လာတဲ့အတွက်ကျွန်တော်တို့ပြည်သူတွေကဝမ်းသာရတဲ့အနေထားနံပါတ်၁စပြီးတော့ဟို ရောင်ကြီးရောင်မီတန်းလာပြီလို့ပဲကျွန်တော်လည်းပြောချင်ပါတယ်။ခံချက်ကတော့သူတို့တွေကရောက်လိုက်ဆုံး why on ပြီးတော့အပြင်းနဲ့ပတ်ချလဲပြစ်တဲ့အခါကျတော့အထက်ကနေပဲလမ်းပြစ်နေရတာမျိုးပဲတွေ့နေရတဲ့အခါကျနောက်ပိုင်းကျတော့အဲကျွန်တော်တက်စခန်းတွေပါပါသွားတာကိုကျွန်တော်အေးဘက်မှာအများဆုံးတွေ့လဲရတယ်။ နော်အဓိကကတော့နခကငါဖြစ်စင်မှာကျွန်တော်ဆိုရင်အတကုံပြောတာအတကုံပြောတာနောက်ဆုံးပါတော့တာပဲတော့ဘာလို့ဆိုအေရီယာပချတဲ့ဝိုင်းနေပြီးတက်လာတာတဲ့စအဲ့မှာရှိနေတဲ့ပြည်သူတွေကပြောကြတာပဲလေသူတို့မှမကျင်တတ်တာအေရီဆိုတာချင်းပြောလို့ဆိုမွေးရသားနဲ့ကလေးချေကောင်းတွေပဲစုနေတာနော်အဲ့တော့မကျင်တတ်ကြဘူးမကျင်တတ်ကြတော့ပြည်သူတွေဒုက္ခရောက်တော့ပြည်သူတွေကတောက်လျှောက်ပြောတာအဲဝိုင်းမျိုးပြက်ခံလိုက်တဲ့ခါကျတော့ အထဲမှာမလုံမနိုင်မခံနိုင်မနဲ့နောက်ဆုံးအဖမ်းခံရတဲ့လူဖမ်းခံထွက်ပြေးတဲ့လူထွက်ပြေးတာမျိုးတွေဖြစ်သွားကြတယ်အခုအဲ့ဒါခံစစ်ကဟို အတိုင်းအတာလေးကျွန်တော်တွေ့တာပါတပ်မတော်ရဲ့ဟိုရှင်နီးပြူအောင်ဝင်ပြီးဆွဲဖက်တာမဟုတ်ပါဘူးအခုကျတော့ထိုးစစ်ကြတော့ဘာပဲပြောကျွန်တော်တို့တပန်းတာလာပြီကျွန်တော်တစ်ချက်ဝမ်းတာလာပြီထိုးစစ်ဆိုအခုဆိုလို့ကျကျွန်တော်နင်ဖက်တောင်းဖက်ဒီအဲမိန်တက်တောင်းကကျွန်တော်စကူနှစ်လောက်ကဟိုလက်လွတ်လိုက်ရတယ်ဒါအေးဒါလူအင်အားမြောင်များစွာနဲ့ဒါဝင်ရောက်လာတဲ့အတွက်ကျွန်တော်အဲ့တက်စကန်းမှာလည်းလူကအယောက်20 30လောက်လေးရှိတဲ့အခါကျတော့ကျွန်တော်ခွာစစ်ဆင်ပြီးတော့မှအဲ့နေရာကိုမိန်တက်တောင်းနေရာကို လက်လွတ်ပေးခဲ့လိုက်တယ်အခုကြတော့ကျွန်တော်တို့ဒီနင်းဖက်ဒေါင်းတို့ကန်တီပါတို့အဲ့ဒီဘက်တွေအကုန်လုံးကကျွန်တော်တို့တက်မတော်ဘက်ကစကြောင်းထိုးပြီးအကုန်ရှင်းလင်းပြီးရသလောက်အကုန်သိမ်းလိုက်တယ်ပြီးတော့တညောက်ထိရေတက်စခန်းလည်းဒေါင်းဆောင်တန်းတန်းကြီးတွေပစ်ပြီးတော့စကြောင်းတွေတက်ထိုးပေးတယ်အဲ့ခါမှကျတော့ဘာဖြစ်လဲဆိုတော့အဲစကြောင်းတွေထိုးလာတဲ့ခါကျတော့အေးတွေက အဲစုပ်ပြတ်တက်သွားပြီအေးတွေစုပ်ပြတ်တက်တော့တော်တော်စုပ်ပြတ်တက်တယ်အဓိကအကြောင်းနည်းနည်းသတိထားမှာတ냐ဦးလေးရေတက်စကန်နဲ့ပတ်ချလည်းမှာရှိတဲ့ရွာတွေတော့နည်းနည်းသတိထားလိမ့်မယ်အဲ့ဒီရွာတွေအကုန်လုံးကလည်းပဲတချို့ဟာတွေကအေးအကြမ်းဖက်တွေဝင်ရောက်နေတာဒီပဲဖြစ်တယ်ရွာတော်တော်များများကအဲ့ဒီအေးအကြမ်းဖက်တွေဝင်ရောက်တာများတယ်တန်တော်လည်းပွဲကားတယ်တန်တော်ပွဲကားကြကလည်းတောက်ဆောက်ဒီကျွန်တော်တို့ဟို 几几里要玩动的鱼，我别，我几里玩动的鱼，俺老百姓话他们，哦，毛学来鱼来是干？我嘞，多少别出名的？那你讲地方嘞，是的 The，毛学来鱼来是干了，再长了，哎不嘛的嘛，多少多少多少，在那都伊的库房嘞，那下这个啊不嘛的，我实在累里里来吃嘞，但但肥的来吐的，那多少多少漂亮的。 အဗိတုတဲ့ဆိုတော့တချို့ကမသိဘုံကျဲတာပြောဘုံကျဲဆိုတော့တိတ်ခါကြတယ်ခလေးကလာထအောင်လို့ဗိတုတော့ပွဲကတယ်အဲ့ဒါကြောင့်လာလို့ဒေါ်ရီရောဗိတုပါပဲဟိုမှာနေကလေဘောတွေကတချင်းတွေဖွဲ့သွားသူရောတင်ပါတယ်တင်ပါတယ်ကျွန်တော်ဗိတုတဲ့ဆိုတော့အော်အိုးအိုးအိုးလို့ချလာအာဗိတုတော့နော်အဲ့အောင်အဲ့လိုမျိုးအကွဲပြဲတွေဖြစ်ကုန်တာနော်အဲ့လိုအဲ့လေတော့ကျွန်တော်ပြောချင်ပါတယ်ဗိတုတဲ့ဆိုတော့ကျွန်တော်ဘာမှမသိဘူးပြောပြောနေလို့နော်နောက်တစ်ခု အဲကျွန်တော်ကွာကွာပဲလေကွာတန်တွဲရဲ့ကွာအဲ့တစ်ချောင်းလုံးကတော့မြန်မြန်ဆိုင်ဆိုင်နေတက်မတော်ကပိုက်ဝဲနေနိုင်ကိနေတာစားတွေတွေ့ရတယ်ယူတစ်ချောင်းလုံးကတော့တက်မတော်အတာသေးရနေတယ်နောက် AWD ဘက်ဆိုလို့ရှိရင်သူတို့ဘက်ကပြောပြောနေ AWD PDF နဲ့ A နဲ့ပေါင်းနေပေါင်းနေအဲရတယ်ဆိုတာကဒီယူနာမှာကတ်နေတဲ့ရွာလေးတွေပေါ့ဗျာတရွာနိုင်ရွာလောက်ရှိတဲ့အချိန်မှာလူအင်အားလည်းလူလည်းတိတ်မရှိဘူးအဲ့မှာတော့သူတို့ကဟိုနေပေါ့အဲအေလူသစ်စုဆောင်းနေပေါ့ဗျာ အေလူသစ်စုဆောင်တဲ့ PDF တွေလူသစ်စုဆောင်တဲ့အရာဒီ PDF တွေကလည်းတော်တော်များများရခိုင်မရောက်ပြီးတော့လစ်ကုန်ကြတာလည်းများတာမျိုးတွေ့ရတယ်နော်နောက်တစ်ခု ARD မှာဆိုဒါကျွန်တော်တို့ဟိုရေးကြီးအတုံးအတိုင်းကြောင့်ဟိုဘက်အဲဆက်သွားမှဆိုရင်ဒီဘက်ကျွန်တော်တို့လေးမျက်နှာလို့ပါအကုန်လုံးပါဟင်းသလားလေးမျက်နှာအဲ့ပတ်ချလေတွေက ျွန်တော်အေဒီရှိနေတယ်အေဒီဝင်ရောက်လာပြီးတိတ်ပိတ်သွားပြီးဘာညာဆိုတာ ARU တိုင်းဒီဘက်တန်းတော့ AC ပဲဘာမှဇရာမရှိအေဒီကဒီအုပ်စုတစုဆို1516ရွာလောက်ရှိတယ်ဘယ်ရွာမှကိုအထဲဝင်ဖို့နေတာဖြတ်လျှောက်လို့အောင်မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီပြည်သူတွေကအကုန်သိပြီးသားစစ်ဖြစ်တဲ့နေရာတွေမှာဘဝတွေပြတ်ပြီးအိမ်နေဆုံးအိုးမိုက်မဆုံးပြီးဒီပြည်နေရာမှာဘလောက်ဒုက္ခရောက်တယ်ဆိုတော့အဲ့ပြည်သူတွေကသိပြီးသားအဲ့တော့ဘာဖြစ်လဲအေဘဲဝင်လာဝင်လာအဲ PDF ကဝင်လာမှာချက်ချင်းတက်ကိုအကြောင်းကြားလာနော် အချက်ချင်းတက်ကိုအကြောင်းကြားပြီးချက်ချင်းကိုရှင်းတာတက်ကလည်းအချိန်မနှင်းစင်နဲ့အရာဝတိုင်းတိုင်းကလည်းအဲဒူတိုင်းကဥစည်းပြအမုံကျိနေတာမဟုတ်ခဲ့တာအချိန်မနှင်းစင်နဲ့အခုရောက်ရောက်ရောက်ချင်းနီးစက်တဲ့တက်ကချက်ချင်းဝင်စကြောင်းထုတ်ချက်ချင်းရှင်းအာအချိန်မပေးအဘောထုံးနဲ့သွားတဲ့အရာသွားကင်းထောက်စားကြတော့ဖြုတ်စားကြပြီးအဲ့လိုလေးပြလာတော့အဲဒါ EO PDF တီကိုလှုပ်ရှားဖို့အင်အားလုံးဝမရှိဘူး နောက်တခါငစီကဟိုကိုစီလာသူမီဒီယာအကြမ်းဖက်မီဒီယာပြောနေတဲ့ကောင်ပေါ့နော်သူ့ကိုကျွန်တော်ကတော့ခါလိုက်တော့ရိုရိုတေတေနဲ့ရင်ကြည်ကြည်ပြောပါတယ်ဒီတခါတော့လေးပေါ့ကလေးပါဒီကောင်ဘာမှမရှိတဲ့အထာလေးပါနော်အဲကောင်လေးကိုကျွန်တော်ကပြောကြံလဲဆိုငစီဆိုကောင်လေးသူတော်လိုင်းဘက်ကပြောတာလက်ခံပါတယ်ကျွန်တော်တို့လည်းတက်မလာဘက်ကပြောတာ ပြောလို့ရတယ်ဘာပဲပြောပြောဒါပေမဲ့ဟိုဟိုစကားတော့မရိုင်းတတ်ပါဘူးကျွန်တော်ကရင်ကြည်ကြည်ပဲပြောတတ်တယ်လို့ဆိုတော့နည်းနည်းရင်ကြည်လို့ပြောတချို့ကဟိုတချို့လူကပြောတယ်အာ तू तू ကျွန်တော်ကပြောတော့အာနော်အာ ဆောက်တလို့ရေးပပောက်ခဲ့တွေပြောနေတယ်အဲပဇန်းနဲ့ဖိန်နှမလားဗျာဒါမျိုးတွေသူတို့ပြောအခုတကယ်မလားသူတို့ဖြစ်မှာဗျာပဇန်းနဲ့ဖိန်နှမလားသူတို့ဖြစ်မှာကျွန်တော်တို့မဖြစ်နိုင်ဘာလို့ဆိုကျွန်တော်တို့ကတရင်ကိုအဲ့ရပြည်သူတွေကပေးတာပဲကျွန်တော်တို့ကဒီအကြောင်းအရာတွေပြောပြတယ်တမ်လော်ဘက်ကလည်းတက်ဒါပြောပြကြရပြောပြတယ်အစိုးရလည်းဒါကျွန်တော်ထောက်ပြဝေဖန်စာချဝေဖန်ရမယ်ပြောပြကြရပြောပြမယ်ဒါပြည်သူရဲ့အတန်ပြည်သူရဲ့ အဲအားသာကျွန်တော်တို့ကစပီကာဆိုတာကရှင်းပြောရင်ပြည်သူရဲ့ဟစ်တိုင်းပဲပြည်သူတွေကဒီလိုခံစားနေရလို့ဒီနိုင်ငံတော်အစိုးရနိုင်ငံတော်ဝန်ကြီးသိအောင်လို့ပြောပြရမှာဒါကျွန်တော်တို့ရဲ့တာဝန်ကျွန်တော်တို့ဟစ်တိုင်းငုံနေမဟုတ်ဘူးဗျကျွန်တော်တို့မီဒီယာမဟုတ်ဘူးနော်မီဒီယာဆိုတာသူတို့ဘာလဲရဂျစ်စတာတင်ထားတဲ့တရားဝင်နေတရားဝင်နေသူတို့ပြောနေကြတာရှိတယ်အဲ့ဒီမီဒီယာရင်ဟောအဲ့သူတို့လို့သူတို့လို့ကြတယ်ကျွန်တော်တို့ကပြည်သူရဲ့ဟစ်တိုင်းပြည်သူဟစ်တိုင်းဆိုပြည်သူအဲခံစားနေရတဲ့ဒုက္ခကြီးတောကကြီးဒါတွေပင်လယ်ဝင်နေတာတွေနောက်ပြည်သူတွေကလည်းစစ်တပ်ကနိုင်မဖြစ်မှဆိုတဲ့အရေးကြီးကြောင့်ကျွန်တော်တို့ကပြည်သူရဲ့ ဟစ်တိုင်တာဖြစ်တယ်เนาะနိုင်ငံအရေးတွေမှာဝင်ပါလာတဲ့သူတွေဖြစ်တယ်နော်အဓိကတော့တိုင်းရင်းအေဂျင့်မှုဝင်ပါလာတာဖြစ်တယ်အခုငါစီပြောလိုက်တဲ့ဥစ္စာကတောင်းတကုံမှာပဲဟိုဘာလဲလောင်ချိုင်းနဲ့ပြစ်လိုက်လို့တရားရုံးနေပါအထိအဲအထိမှန်သွားတယ်ဗောမြို့နယ်တရားရုံးအထိမှန်သွားညပိုင်းပေါ့မနေ့က9ရက်နေ့ကဆိုကျွန်တော်အဲ့မနေ့က9ရက်နေ့ကအဲစတာစီတီဘက်ကကျွန်တော်ဖြတ်လာတယ်ဖြတ်လာတော့တညင်ဘက်ပေါ့စတာစီတီဘက်ကကျွန်တော်ဖြတ်လာပြီးပြန်လာတော့အဲ့ည7နာရီထိုးနေကျွန်တော်ကားမောင်းဖြတ်လာအဲ့လမ်းကဖြတ်သွားတာမနေ့ကပါ9နာရီလောက် ရောင်းလောင်ကြသူ့ရ10နိုင်လောက်က9နိုင်လောက်ကဆိုကျွန်တော်သိမှာပေါ့အတူကောပုတ်ကဲရေပြောတာပဲလို့အဲ့လောက်အောက်တန်းကြပြီးအောက်တန်းစားဖြစ်တယ်ဆိုတာကျွန်တော်ဒီကောင်းကူးမှာပဲသိရတယ်မလို့ရဘူးအဲ့ဒါဘာပဲပြောမလို့အောင်မဟုတ်တာတွေမပြောရဘူးနော်မဟုတ်တာမပြောရဒါပြည်သူတွေကကျွန်တော်တို့ကအဲ့အကြောင်းပြန်ချေဖြတ်ပေးတယ်ပြန်ပြောပြတာမဟုတ်တာမဟုတ်တာပဲမှန်မှန်တာပဲဟို PDF တွေအလင်းဝင်တဲ့ဒုက္ခရောက်တဲ့ဒါတွေသိတယ်ဒါတွေကျွန်တော်တို့ကမှန်မှန်ပါတောင်းတော့လဲနိုင်နိုင်တဲ့နေရာမှာကျွန်တော်တို့ကပြောရမယ် ဟုတ်တယ်မလားအခုကတောင်းတော့ကဒါအောင်ဝဲတွေဒါဆက်လာလို့ဒါကျွန်တော်တို့ကအာရဝမ်းသားသွားနဲ့ဂုံသေးဂုံတိတ်ခကြီးသွားနဲ့ဒါကျွန်တော်တို့ပြောရတာဖြစ်တယ်နော်ပြောရတာဖြစ်တယ်နောက်ခါမကွေးတိုင်းဒီကန်းကောမကြီးစင်ရောက်မှာဆိုလည်းပဲဒါ PDF ဒီ online ဖြစ်နေတဲ့စကန်းကိုဟာလာဝင်းအောင်စီနေပြီးတော့အဲတိမ်မလိုက်တယ်ပြီးသွားတဲ့အချိန်မှာအဲ့မှာရှိတဲ့ဟို 心里来没来？地方里来些人那里来多来？大们人家偏心的，不要不要的。喏 <noise>，大家种到慢慢干的，慢慢慢慢慢慢干那么修。然后隔壁呢，说来地种豆子困难，所以，当然他问这边那边也是先那边给先种的土那边，当然的起来喏。按照种豆讲，哎，先种老些，慢慢跟跟里内了，大白天不要不要的，别的。一开秧多加多多少，先种的啊，种了土的，别的都，再为，你内家那个拆迁多没批过噻？你内个哎，在老表多拆迁多久了嘛？不喏。 အချိန်တန်းယူပြီးတော့မှဒါဘယ်လိုလုံးဆောင်မလဲဆိုတာဒါတက်မတော်ရဲ့အပိုင်းဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကစီရေးအကြောင်းအရာကြီးကြတော့ဒါတက်မတော်ရဲ့အပိုင်းဖြစ်တယ်ဒါပေမဲ့ရန်သူတွေလာနေတယ်ဘယ်သူတွေရန်သူတွေဘယ်လိုရှိတဲ့ပြည်သူတွေဘယ်လိုဒုက္ခပြီးတယ်ဆိုတော့ဒါကျွန်တော်တို့ကအထက်လူကြီးမင်းတွေသိအောင်ဒါကျွန်တော်တို့ကပြောပြမယ်ပြည်သူတွေရဲ့ဒုက္ခအဲ့မှာရှိအဲ့တိုင်းမှုသိအောင်နော်သူပြည်နယ်မှာဖြစ်နေတယ်သူတိုင်းမှုသိအောင်သူလက်အောက်မှာဖြစ်နေတဲ့အဲပြည်သူလူထုရဲ့ဒုက္ခတွေဆိုသူတို့သိအောင် သူတို့မှမလုံပေးနိုင်နေပြီးတော့ပြည်သူဝင်တကယ်နိုင်ငံတော်အစိုးရအဆင့်တည်အောင်ဒါကျွန်တော်တို့ကပြောပြပေးရတာဖြစ်တယ်နော်အဲဝက်တော့ကိစ္စလည်းထပ်ပြောလိုက်ဟုတ်မယ်။စိုက်ကယ်တွေကဝက်တော့တွေဖြစ်နေတာတွေကညားလာတဲ့အတွက်အဲလိုင်စင်ဝင်ဖို့လုပ်ပေးတာအရင်တော့လည်းကျွန်တော်လိုင်စင်တွေလုပ်နေတာကျွန်တော်တွေ့ရရဲ့လို့ပြောတယ်။အခုကပြန်လိုင်စင်ပိတ်သွားတာလားဘာလားတော့ကျွန်တော်လည်းသိကြတယ်တော့သတင်းမီဒီယာမို့လို့မသိရပါမယ်။လိုင်စင်တွေကတော့ပြန်လုပ်ပေးမယ်ထင်တယ်။ကျွန်တော်အနေနဲ့ပြောလေပြန်လုပ်ပေးဖို့ရှိတယ်။အခုနာဆတ်ကအစိုးရရဲ့တိတာရောဒီ ဒါလှုပ်လိုက်လို့ရှိရင်ဒါဖြစ်မယ်ဆိုတာတန်းသိတာပေါ့ဒါမဲ့ဘာကြောင့်လှုပ်တယ်လဲဆိုတာကဒီနတ်ဆက်ကဝင်ချင်းချုပ်ဗိုလ်ချုပ်ကြီးဦးမင်းအောင်လိုင်ကအဲ့လောက်ဟိညံဖြစ်နေအောင်တော့မဟုတ်ဘူးဗျသိရမလားဘာလို့ဘာဖြစ်မယ်ဆိုတာတန်းသိပြီးသားပဲအဲဒါမဲ့ကျွန်တော်ပြောစရာရှိတာတော့ရိုးရိုးလေးပဲအဲဗိုလ်ချုပ်ကြီးဦးမင်းအောင်လိုင်ကသူ့ရဲ့ညံပြင်းညာလဲခလေးကစားစရာလည်းမဟုတ်ဘူးဗျနော်အဲအဲ့အဲ့လေးတော့ပြောချင်ပါသူဘာလုပ်ပေးစေချင်တာလဲဆိုတဲ့ပုံမှာမူတီလာပါလိမ့်မယ်ဒီဝက်တောက်တွေကိုရှင်းလင်းပေးပြီးတော့မှအဲတကယ် license လှုပ်ပေးဖို့တက်သူလှုပ်ပေးပါလိမ့်မယ်ဒါကျွန်တော်အမြင်ပြောပြတာပါမှန်ကန်လာပါလိမ့်မယ်နော်ဘာဖြစ်လို့လဲဆိုဝက်တော်တွေဖယ်လိုက်ပြီးလို့ကျတကယ်တရားဝင်တဲ့စီကန်းတကြပြည်သူတွေလည်းနေထိုင်လောက်ကန်စားတော့နိုင်အောင်ဆိုပြီးသူလှုပ်ပေးပါလိမ့်မယ်လို့ဒါတရင်ကောင်းလေးပဲကပ်ပြောတာအားလုံးကြားပါပါစေဒုတိယပိုင်းပြောပြပေးပါမယ်ကိုစော်ဘုန်းကြီးကြောင့်သိတင်တဲ့သူတွေနော်